အကြောင်းဝိတ္တိမဲ့ရေးတဲ့အခါကျတော့ပြမဘုရဂောတကသူဖွင့်ဆောင်မဲ့ဂါထာတစ်ပုဒ်ကိုရှေ့ဆုံးကနေတင်ပြီးတော့ပြောတယ်သီလေပဋိဋ္ဌာယနရောတပ္ပညောပုချင်းတရားပေါ်မှာယက်တိပြီးတော့မှသမထချင်းစဉ်ကျင့်နိုင်တယ်ပုချင်းတရားပေါ်ယက်တိပြီးတော့မှဝိပဿနာချင်းစဉ်အဲ့တော့ကိုချင်းတရားဆိုတာ ဘုရားဘာသာမှာအခြေခံသူ့တရားတွေရဲ့အစသဘောသာသနာလုပ်ငန်းရဲ့အစဥစ္စာတရားကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်ရင့်တန်လာအောင်ခြင်းကြံကြုတ်အားထုတ်မယ်အဲ့ဒီဝိပဿနာဉာဏ်ရင့်ဖို့ဆိုတာဥစ္စာတရားရှိရမယ်ဥစ္စေသီလပြည့်စုံရမယ်ဥစ္စေသီလဆိုတာခုနကုသိုလ်ကောင်းကောင်းတရား7ပါးကျင့်လို့၅ပါးသီလပြည့်စုံတယ် အချက်တရားကောင်းတယ်သူစရိုက်ဆယ်ပါးကိုကျင့်သုံးတာအဲ့ဒါအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကျင့်လိုက်လို့ရှိရင်ဘာဖြစ်လဲလို့ဆိုခုနပြောရတဲ့အမြင်နာနဲ့တန်တရားကျင့်တယ်ဆိုတဲ့အချက်ကိုအဲ့ဒါဆိုရင်သောတာပန်အဆင့်လို့ပြောတယ်။ဒါလို့ပြောရင်တော့ဒိဋ္ဌိဝိသိကိစ္စလို့ပြောကြတာပေါ့ ဣတိဝိသိကိစ္စပယ်တယ်တဲ့သောတာပန်ဣတိဆိုတာမှားရနေတဲ့အမြင်တစ်ခုအဲ့တော့အမြင်မှန်သွားရင်အရာပဲရှိတော့ဝိသိကိစ္စဆိုတာယုံမှန်တရားဖြစ်တယ်အဲ့တော့ဓမ္မေအဝိစ္စပတာဓာလို့ဆိုတာဟာသောတာပန်ဖြစ်သွားလို့ရှိရင်ဓမ္မအပေါ်မှာတုတ်တဲ့တိုင်ရတယ်လို့တရားဓမ္မအပေါ်မှာသက်ခံယုံကြည်လာအဲ့ဒါဓမ္မေဝိသပ္ပတာ အငြိဝိသပတာရဆိုဒီဓမ္မကိုကျင့်သုံးသွားလို့အရိယသူတော်စင်သူတော်မြတ်ဖြစ်ရောက်သွားတဲ့တန်ခါကုံကိုယုံကြည်တဲ့တို့ချင်းဟာမင်္ဂလာနဲ့အရှင်ပဲလို့ယုံကြည်တဲ့တန်ကေအဝိသပတာရပညာနဲ့တဝေယုတ်တဲ့အတော်တဘာဖြစ်သွားပြီဆိုလို့ရှိရင်ဒီအီတွေးရရသွားတယ်အရင်လားလို့ဆိုတော့တတဘာပုဂ္ဂိုလ်ဟာ အိသထာဝရမျက်မျက်နှုတ်နှုတ်ထိမ့်သိမ့်ဆောက်ရှောက်တဲ့အရာရှိတယ်ပေါ့။ဒါဆိုရင်အဘာတိလာတဲ့။အရိယကန္တလို့ခေါ်တယ်။ပရိယဆိုတာအရိယသူတော်စင်များကန္တဆိုတာမျက်မျက်နှုတ်နှုတ်အချိုးမဖောက်တော့ဘူး။အဘာတိလာကိုမျက်နှုတ်တယ်ဆိုရဲပုံကဘယ်တော့မှမချိုးဘူး။ဟုတ်တယ်လေ။ဥစ္စာလေးတစ်ခုအနိုးတဲ့လူကသင်ချာမသိဘူးလား။ ်ပါဘုရားအင်းနော်ပစ္စည်းဥစ္စာလေးတစ်ခုကိုရှိထားတယ်ရထားတယ်ဆိုရင်မျက်နှိုးတဲ့ပုဂ္ဂိုလ်ကတေးသေးချာချာတိမ့်နေဟုတ်ကဲ့လားမှန်ပါပါအဲ့ဒါလိုပဲငါးပါးသီလကိုမျက်နှိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်ကအမှန်ကိစ္စနောက်ဆုံးမှာသူ့အသက်ပဲအန္တရာယ်ဖြစ်အောင်တော့ငါးပါးသီလကိုမဖြတ်ဘူးတဲ့ဘာလို့ဆိုသူကမျက်နှိုးတာ အမြတ်နိုးတဲ့ပုဂ္ဂိုလ်ကတော့ငါးပါးသီလလွယ်လွယ်နဲ့ချိုးတယ်။တောင်ခါမနောင်စေဆိုပြီးတော့ဟုတ်ကဲ့အမြတ်နိုးဘူးလေ